ကဲဒီတစ်ခါမှာတော့တစွန်းစွန်းစားရုံနဲ့ပိတ်နေတာတဲ့အားလုံးပွင့်ထွက်သွားစေမယ်။အာဘူးရှာဘူးလေးလွယ်လှုပ်စားပြစ်ပါတယ်။ငါ့ကိုတော့အရင်တစ်ခါမိုးရင်းငါချက်တုန်းကတုံးပြစ်ခဲ့တဲ့ဘာရာဂူတာမြန်မာလိုဆိုရင်တော့နာမည်တွေအများကြီးရှိပါတယ်။ဒီကအချိုတလဲများတယ်ဝယ်ရတာလဲလွတ်လွတ်တုံးပြစ်ခဲ့ပါတယ်။ချစ်တငယ်ချင်းတို့ကတော့ကိုရောက်နေတဲ့နိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့ငါ့ကိုတုံးသွားပြစ်လို့ရပါတယ်။ပိုင်းထားတဲ့ငါတွေကိုပြုတ်ဖို့အိုးတဲ့ထက်ငရုတ်ကောင်းစေးနဲ့စားလေးနည်းနည်းထက်ရေမြုံကိုထည့်ပြီးတော့ပြုတ်မယ်။မပြုတ်ကြတော့ကျန်တာတွေကိုပြင်ဆင်မယ်။ဒါကတော့ကြာရှည်ခံအောင်အခဲခဲနဲ့မှတင်ထားတဲ့ငရုတ်ဒီအညာတွေချွေပြီးတော့ရေစေးထား တွဲစားမဲ့နံနံမျိုးလဲနုံနုံစင်းထားမယ်ဟေးဟိုအပူတက်များပြီးအနှံ့မွှေးအောင်လို့ပရေကောလေးနဲ့နဲ့ထည့်မယ်စစ်တင်ငယ်ချင်းတော့မကြိုက်ရင်တော့မထည့်ပါနဲ့ထောင်းဝလွယ်အောင်လို့အုံးလေးတုံးတာစစ်တုံကြီးကိုလည်းခွန်နာထားမယ်အစင်းနဲ့ပြင်တော့စထောင်းမယ်အရင်ဆုံးငရုတ်ကောင်းစီကိုမညက်တညက်လေးထောင်းတာထောင်းပြင်တော့ခဏဖြေတာပြင်တော့ပရေကောစစ်တုံမျိုးကထည့်ပြီးတော့မညက်တညက်လေးထောင်းတာရပြီဆိုရင်ခဏဖြေတာ ုနကအညာကျွေထားတဲ့ငရုတ်တီးကိုရေလေးနက်နက်ထည့်ပြီးတော့ရေချောက်သွားတဲ့ဒီအိုးရဲထည့်ပြီးလှော်လိုက်မယ်။လှော်ပြီးသွားရင်တော့ငရုတ်တီးတွေကိုအေးအေးခံတာ။နာယူဝက်လောက်ပြုတ်ထားတဲ့ငါးကိုလည်းဆယ်ပြီးတော့ပကန်းတစ်ခုထဲမှာအေးအေးခံတာ။ငါးပြုတ်ပြီးတော့စကားနဲ့စစ်ပြီးတော့ယူထားမယ်။ဒါလေးကတော့အမတယောက်ပေးထားတဲ့လက်ကျိတ်မြင်ငပိလေးကိုရင်နှွေးထည့်ပြီးတော့ကြေအောင်ဖြောထားလိုက်။အေးခံထားတဲ့ငါးကိုလည်းအရေကုန်နဲ့အရိုးတွေဖိထုတ်ပြီးတော့အသားလေးတွေပဲနှွှင်ထားမယ်။ ရပြီဆိုရင်ဟင်းရီကိုစတဲ့ဖို့ငါးပြုတ်ရည်တွေအိုးထဲကိုထည့်ရေလေးနည်းနည်းပါတက်တဲ့ခုနကထောင်းထားတဲ့ဗရဲကောနဲ့ကြက်သွမျိုးတွေပါထည့်ပြီးတော့စူအောင်အရင်တင်လိုက်စူလာပြီဆိုရင်တော့နှွင်ထားတဲ့ငါအသားရဲ့ဖြော်ထားတဲ့မြင်ကပြည့်ကိုလည်းစကားနဲ့စစ်ပြီးတော့ထည့်မညက်တညက်ထောင်းထားတဲ့ငရုတ်ကောင်း စားလေးနဲ့နဲ့ပါထက်ထက်ပြီးတော့စူအောင်တဲထားလိုက်ဟင်းအိုးစူလိုက်ရင်အရသာအပေါ့ငံမြည်အနေတော်ပဲဆိုရင်ဟင်းရီအိုးကအစင်းသိမ့်ဖြစ်ပါပြီဒီနေရာမှာဟင်းရီချက်နီးတွေကတော့တယောက်နဲ့တယောက်ကွဲသွားနိုင်ပါတယ်ချစ်တငယ်ချင်းတို့ကတော့ဘလို့ချက်လဲဆိုတော့ပြပြခဲ့ပါဦးအေးခံထားတဲ့ငွေဥပီးစင်းကိုလည်းထည့်ကြည့်မယ်ရပြီဆိုရင်ပကံလုံးတစ်ခုတည်းကိုပြောင်းထည့်ခုနကနှွှင်ထားတဲ့ငါအသားနဲ့နဲ့ဖယ်ထားတာလည်းထည့်ဟင်းရီလေးနဲ့နဲ့ထည့်ပြီးမှုေပေးလိုက်ရင်အာဘူးရှာဘူးနဲ့တွဲစားဖို့ငွေဥပီးအနှစ်ရပါပြီ တွဲစားဖို့ငဖယ်ကြော်လေးလည်းပြင်မယ်။အိုးပူလာရင်စီတဲ့။ဒါကတော့ငခွင်းချက်ကိုငဆုတ်လုပ်ပြီးအခဲရိုက်ထားတာပါ။အစင်းနဲ့ရှိနေရတဲ့အားလုံးကိုချက်ပြီးကြော်မယ်။အားလုံးကြော်ပြီးသွားရင်တော့ဖယ်တာ။ပြီးရင်တော့မုတ်ဖက်ပြုတ်ဖို့ရေတအိုးကိုစူအောင်တဲ။မုတ်ဖက်အထွက်ကတော့ဝီမက်ကဝယ်လာတဲ့မုတ်ဖက်အချောက်ကိုတုံးလာပါလေ။ပုံစံလေးကတော့ဒီလိုမျိုးလေအလုံးကလည်းတည်တယ်။ပြုတ်လိုက်ရင်မုတ်ဖက်ဆိုင်နဲ့ကွက်တီပဲ။ မကြီးရောရိုးရရလာတဲ့မကြီးအနှစ်ကိုရင်းနှွေးလေးနဲ့ထည့်ပြီးတော့ဖြော်ထားလိုက်တယ်။ကဲအားလုံးစင်နေပြင်တော့ဟင်းပွက်ပြင်မယ်။ဟင်းရဲ့အနံလေးကလည်းချက်ကလေးကမှွေးနေရပဲဆိုတော့ဘိုက်ကစာနေပါပြီ။ချစ်တင်ငယ်ချင်းတို့ကပဲကြော်အစင်းနဲ့ရှိရင်လည်းတွဲဆလို့ရပါတယ်။ကဲကြည့်ပါဦး။ဟင်းရဲ့အိုးလေးကအနံလေးကိုမှွေးနေရပဲ။အိမ်မှာပဲကြော်အစင်းသေးမရှိရနဲ့မစားခဲ့ရပါဘူး။ချစ်တင်ငယ်ချင်းတို့စားပါဦး။ โอ้အနံလေးကလည်းမှွေးနေရပဲအရန်ကိုစားလို့ကောင်းတယ်တလုံးနှလုံးစားလိုက်တာနဲ့လုံးဝကိုပွင့်ထွက်သွားမြေုပ်တီးကမစားကြတော့လုံးဝကိုပွင့်ထွက်သွားတယ်အရန်လွယ်ကူလို့ချစ်တငင်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်ကဲစားပြီဆိုရင်တော့ထုံးစံတန်းဆေးကြောရေတုပ်အဝင့်နဲ့အုပ်